ကရင်နီပြည်ဖားဆောင်မြို့နယ်ထဲမှာရှိတဲ့ခဲရင်ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့လို့ခဲလုတ်သား9ဦးထပ်မံနေတေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကအေယာဝရီကိုပြောပါတယ်။မော်ချီဒေတာတောင်ပေါ်ရက်ကွက်15မှာရှိတဲ့ခဲချင်းတစ်ခုကိုဇွန်လ25ရက်နေ့17နာရီဝင်းကျင်မှာလေဆောင်ကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဘုံကျဲတိုက်ခိုက်ခံရတဲ့အချိန်ဟာလုပ်ငန်းခွင်အချိန်ဖြစ်တာကြောင့်ပိတ်မိနေသူတွေလည်းရှိနေပြီးထိခိုက်သေးဆုံးမှုတွေ ထက်တိုးလာနိုင်တယ်လို့ဆိုပါတယ်။အင်းပေါင်နေရနဲ့ကြဲကြဲချင်းတေဆုံးမှုကတော့6ရောက်9ရောက်ရှိရလို့ပြောပါတယ်ခင်ဗျ။အဲတခြားထိခိုက်တဲ့လူတွေလည်းရှိပါတယ်။ အာအဓိကတော့ခဲချင်းပေါ်တက်တဲ့ကိုကြာတာဖြစ်တဲ့အတွက်ခဲချင်းကလူကြီးတော်တော်လေးများတယ်။နောက်အရန်ပူတဲ့ခဲချင်းလည်းဖြစ်တယ်။အဲ့ဒီနေရာကကျွန်တော်တို့ဟိုအရင်စသွားရဲရပေါ့နော်။အရန်ပူတဲ့ခဲချင်းလည်းဖြစ်တယ်။လူကြီးလည်းများတော့အောက်ဆီဂျင်ပြတ်မှာစိုးရင်ရတယ်ခင်ဗျ။ခဲချင်းအပေါက်တက်တဲ့ကြာတယ်ဆိုပိတ်မိသွားရဲပေါ့နော်။ဆိုတော့ခဲချင်းဟိုအောက်ထက်မှာအလုံးလုံးနေတဲ့လူကြီးလည်းရှိရဲလေ။ဆိုတော့အဲ့မှာခဲချင်းတွေကအလုံးလုံးတော့မဲ့ဆိုရင်ကျွန်တော်အပြင်ကနေလေသွင်းပြီးတော့အထက်မှာအောက်ဆီဂျင်ရအောင်လုပ်ပြီးခင်မှာတို့ကအခဲတူးရတယ်ဆိုတော့အဲ့လိုအထက်မှာပိတ်မိနေရတော့တော်တော်များရဲ့လို့ပြောပါတယ်ခင်ဗျ။ တတ်ထုတူဖော်တဲ့အချိန်မှာမီးစက်နှိုးထားရတာဖြစ်တဲ့အတွက်အလုသမားတွေကလေရင်တန့်ကိုသတိမထားမိခဲ့ကြတာလို့ဒေတာခန့်တူကဆိုပါတယ်။ဖားဆောင်မြို့နယ်ထဲမှာရှိတဲ့စက်ကောင်စီစခန်းကိုတော်လှန်ရေးတပ်တွေကဇွန်လ25ရက်အစောပိုင်းမှာဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်စစ်ရေးပြမှတ်မဟုတ်တဲ့မော်ကြီးခဲရင်ကိုစက်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မြေပြင်စစ်ရေးတရင်ရင့်မြစ်တူကပြောပါတယ်။ အဲအဓိကတော့မော်ရှီရဲ့ရှစ်ဘက်ချမ်းမှာဖာဆောင်ရှိရပြဖာဆောင်မှာတိုက်ပွဲအကြီးကျယ်ဖြစ်နေမနဲ့မူမလင်းခင်နေတဲ့အဲတော့တိုက်ပွဲဖြစ်နေတဲ့အချိန်နေရတော့မော်ရှီမှာမဟုတ်ဘူးဖာဆောင်မှာဒါပေမဲ့စစ်ကောင်စီရဲ့ဒီရဲ့တုံးနေတဲ့ဟိုစစ်ကောင်စီတွေရဲ့ရုံမှမှုပေါ့နော်ရုံမှမှုတွေကတော့တိုက်ပွဲကိုသွားကျဲတာမျိုးမဟုတ်ဘဲနဲ့အဲအဲ့မှာတိုက်ပွဲဖြစ်နေတဲ့အတွက် အဲဒီအနောက်မှာ share video ကိုဟိုကျဲတယ်ကွာရုပ်မှလည်းကွာဆိုတဲ့ပုံစံမျိုးလှုပ်တာပေါ့နော်အဲအကြောင်းမလို့ဘာမှမဆိုင်တဲ့ဒီလောက်ွက်တွေရှိတဲ့နေရာကိုလာကျဲသွားတာဗျမော်ချီဒေတာဟာမြန်မာနိုင်ငံရဲ့နမဲကျော်ခဲမဖြူတတူထွက်ရှိရာဒေတာဖြစ်ပြီးတတူတူဖို့မှုလုပ်ငန်းတွေကို1996ခုနှစ်ကတည်းကစတင်လဲပတ်ခဲ့တာဖြစ်ပါတယ်မော်ချီမြို့နယ်ထဲမှာရှိတဲ့အမှတ်နှစ်မိုင်းတွင်ကိုပြီးခဲ့တဲ့2025ခုနှစ်ဧပြီလမှာစစ်ကောင်စီက Jet Fighter နဲ့လာရောက်ပုံကျဲခဲ့တာကြောင့် တရုတ်နိုင်ငံသားတဦးသေဆုံးခဲ့ရပါတယ်။မော်ချီဒေတာကို KNN တော်လှန်ရေးပူးပေါင်းတပ်တွေက2024ခုနှစ်ဇန်နဝါရီလမှာသိမ်းပိုက်ထားတာဖြစ်ပါတယ်။